မင်္ဂလာပါလူကြီးမင်းရဲ့အင်တီကလစ်နဲ့ကြိုဆိုပါရစေ။ထိုင်းနိုင်ငံမှာကျောင်းတက်ဖို့ University နဲ့နေတဲ့ကွန်ဒိုကိုရှာနေလား။လဆင်လဆင် rental fee ပေးနေမယ်ဆိုတန်ခါတဲ့မြန်မာငွေ3650ရှိုံနဲ့ကွန်ဒိုတခန်းကိုပိုင်ဆိုင်နိုင်ပြီ။ရင်းချပေးချရမယ့်ပမာဏက rental fee တဲ့နည်းနည်းလေးပဲပုံမယ်။ပေးချလို့အချိန်ကာလကိုလည်းညှိလို့ရတယ်။မိုင်ဆွန်ချက်က document ပေးချပြရမယ်။အိမ်တော့ရတယ်။ ဒီလိုအချက်အလက်နဲ့ပြည့်စုံတဲ့ Rasa University ကမွန်တဲကွန်ဒိုလီလာချီရအောင်ရာ fully finished room ဖြစ်တဲ့အပြင်အခန်းထဲမှာ sofa, TV cabinet, pantry, bedroom, bed, wall လေးပေါင်းလာဖြစ်ပါတယ်။ တူရွန်းဆိုတော့အခန်းထဲမှာ slide တို့လေးကထားပေးရကြောင်းဟင်းနဲ့နေရအခန်းထဲကိုမဝင်တော့ဘူး